1588ခုနှစ်ကမ္ဘာအင်အားအရှိဆုံးနဲ့ကျောင်းမဖွယ်အကောင်းဆုံးလို့သတ်မှတ်ခံရတဲ့စပိန်ရေတပ်ကြီးတမိုင်းမှာ Invincible Armada အရှုံးနိုင်နိုင်သောရေတပ်ကြီးလို့တော့တင်စားကြတဲ့ဒီအမစစ်အင်အားစုကြီးဟာအင်္ဂလန်ရေလက်ကြားထဲမှာဘလို့နီးနဲ့ပျောက်ကွယ်သွားခဲ့ရတယ်။ဒီနေ့မှာတော့စပိန်ရဲ့ဘာသာရေးနိုင်ငံရေးနဲ့စစ်ရေးအထွတ်အထိပ်ရောက်နေခဲ့တဲ့အချိန်ဘီယင်ဖီလစ်2ရဲ့အကြီးမားဆုံးအိမ်မှာဘလို့နီးနဲ့ပျက်စီးခဲ့ရတယ်။ ပြီးတော့တဘာဝတရားကြီးကောဒီစစ်ပွဲအဆုံးဖြတ်ကိုဘလို့မျိုးပြောင်းလဲသွားခဲ့တယ်လဲဆိုတာကိုအတူတူလေ့လာကြည့်လိုက်အောင်ဗျဒီတမိုင်းဝင်တိုက်ပွဲကြီးကိုစတင်မီမွေခဲ့သူကတော့စပိန်ပြည်ဖီလစ်ဒူးပါပဲသူဟာအဲ့ဒီခေတ်ကဥရောပရဲ့အကြီးကျယ်ဆုံးအချမ်းသာဆုံးထီးနှံကို ပိုင်ဆိုင်ထားတဲ့အင်အားအကြီးဆုံးဘုရင်တစ်ပါးပဲဖြစ်ပါတယ်ဘုရင်ဖီလစ်ကဒီကျူးကျော်မှုကိုနိုင်ငံရေးတိုက်ပွဲထက်ဖျားသခင်အလိုရှိတဲ့မြင့်မြတ်တဲ့စစ်ပွဲ Holy War ဆိုပြီးရှုမြင်ခဲ့ပါတယ်။သူ့ရဲ့တခုတည်းသောရီမန်းချက်ကတော့ Protestant ဘာသာကိုကာကွယ်နေတဲ့ဘီယင်မအလစ်ပတ်ကိုဘာသာရေးဖောက်ပြန်သူအဖြစ်သတ်မှတ်ပြီးထီးနန်းကနေဖြုတ်ချဖြစ်ဖို့ပါပဲ။ဒီလိုနဲ့သူဟာအင်္ဂလန်ကိုသိမ့်ပိုက်ပြီးသူ့ရဲ့ကက်သလစ်ဘာသာအောက်မှာပြန်လည်ချုပ်ကန်ဖို့အစွမ်းကုန်လှုပ်ဆောင်ခဲ့ပါတယ်။စပိန်ရေတဲ့ကြီးရဲ့အင်အားနဲ့အားနေချက်စပိန်ရေတဲ့ကြီးရဲ့အင်အားကတော့အမကန်းပါပဲ။ တင်မောပေါင်း130ကျော်နဲ့စစ်တီတင်မောသား3000ကျော်ပါဝင်ခဲ့ပါတယ်။ဒီကြီးမားလာတဲ့စပိန်ရေတပ်ကြီးကိုရေတပ်ဗိုလ်ချုပ်ဒူကဲအော်မက်ဒီနာစီဒိုနီယာဥဆောင်ခဲ့ပါတယ်။ဒီစပိန်ရေတပ်ကြီးဟာအဲဒီခေတ်ရဲ့အကြီးဆုံးစစ်တင်မောတွေဖြစ်တဲ့ဂယ်လီယိုတွေကဲရက်တွေနဲ့ဖွဲ့စည်းထားခဲ့ပါတယ်။ဒါပေမဲ့ဒီရေတပ်ကြီးမှာအကြီးမားဆုံးအားနည်းချက်တစ်ခု ရှိနေခဲ့ပါတယ်။အဲ့ဒါကတော့စပိန်တွေကပင်လယ်ပြင်တိုက်ပွဲကို သင်းမောချင်းကပ်ပြီးခုန်ကူးတိုက်ခဲ့တဲ့ဘိုးရင်းအရှင်နီလန်းနဲ့သာအဓိကပြင်ဆင်ထားခဲ့ပါလေသူတို့ရဲ့သင်းမောတွေဟာစစ်တီအများပြားကိုတဲဖို့နဲ့ရန်သူသင်းမောကိုခုန်တက်တိုက်ခိုက်ဖို့အတွက်ပဲရည်ရွယ်ပြီးဒီဇိုင်းပြုလုပ်ထားတာကြောင့်အဝေးပြေးအမြောက်နဲ့တိုက်ခိုက်တဲ့စစ်ရေးဗျူဟာဘိုင်းမှာတော့လုံးဝကိုအားနဲ့နေခဲ့ပါလေအင်္ဂလန်ရေတပ်ရဲ့ပြင်ဆင်မှုနဲ့ဗျူဟာဒါဆိုရင်ဘီမအဲလစ်ပတ်ရဲ့အင်္ဂလန်ရေတပ်ကရောအချိန်ဘယ်လိုရှိခဲ့ပါသလဲ အင်္ဂလန်ရေတပ်ကတော့သူတို့မှာစပိန်လိုကြီးမားတဲ့တင်မော်တွေမရှိခဲ့ပါဘူးအင်္ဂလန်ရေတပ်မှာတင်မော်ပေါင်း198စီးလောက်ရှိခဲ့ပေမဲ့အများစုကစပိန်တင်မော်တွေထက်အများကြီးပိုပြီးသေးငယ်ပါတယ်ဒီရေတပ်ကြီးကိုတော့ဗိုလ်ချုပ်ကြီး Charles Howard နဲ့ဒဏ္ဍာရီလာပင်လယ်သမား Sir Francis Drake တို့ဟာဦးဆောင်ခဲ့ပါတယ်အင်္ဂလိပ်ရေတပ်ရဲ့ view ကတော့ဝေးပြ view ပါအင်္ဂလန်တင်မော်တွေကပိုသေးပိုပေါ့တဲ့အတွက်ပင်လယ်ထဲမှာလေတိုက်နှုံးဘလို့ပဲပြောင်းပြောင်း အမြန်ဆုံးဂျွေလျာတိုက်ခိုက်နိုင်ပါ रे သူတို့ဟာသူတို့တင်မောတွေရဲ့အားသာချက်ဖြစ်တဲ့ဒီအချက်ကိုတိုက်ပွဲမှာအသေးချာအသုံးပြုခဲ့ရပါနောက်ထပ် viewer တခုကတော့အဝေးပြင်းနီးပညာပါအင်္ဂလန်တင်မောတွေမှာပိုရှေပြီးပိုတိကျစွာပြစ်နိုင်တဲ့အမြောက်တွေတက်ဆင်ထားတဲ့အတွက်ဒါသူတို့ကိုစပိန်တင်မောကြီးတွေမမီနိုင်တဲ့အကွာအဝေးရနေတိကျစွာပြစ်ခတ်ခွင့်ရစေခဲ့ပါ रे တိုက်ပွဲဖြစ်စဉ် 1988ခုနှစ်ဇူလိုင်လ22ရက်နေ့မှာတော့ပထမဆုံးတိုက်ခိုက်မှုစတင်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုကိုအင်္ဂလန်ရေတပ်ကစတင်ခဲ့ပြီးစပိန်ရေတပ်ကြီးအင်္ဂလန်ရေလက်ကြားတွေကိုစတင်ဝင်ရောက်လာချိန်မှာပဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်ပထမဆုံးတိုက်ခိုက်မှုစတင်ပြီးတဲ့နောက်နောက်ထပ်9ရက်လုံးလုံးပင်လယ်ပြင်မှာအပြင်းထန်လိုက်လံတိုက်ခိုက်မှုတွေဇက်တိုက်ဖြစ်ပွားခဲ့ပါတယ်စပိန်ရေတပ်ကြီးဟာပင်လယ်ထဲမှာ ကြီးမားတဲ့လာကြံကွေးပုံ Crescent Foundation အဖြစ်စုစည်းထားတာကြောင့်အင်္ဂလိပ်တွေကအလွယ်တကူထိုးဖောက်မွေရောက်နိုင်ခဲ့ပါဘူး။ဒါပေမဲ့စပိန်ရဲ့အဓိကပြဿနာပေါ်လာခဲ့ပါတယ်။သူတို့ရဲ့အမြောက်တွေဟာအဝေးကအင်္ဂလန်သင်္ဘောငယ်တွေကို ထိရောက်စွာမပစ်ခတ်နိုင်ခဲ့ပါဘူး။စပိန်အမြောက်တွေကရန်သူသင်္ဘောတွေကိုနီနီကပ်ကပ်ပစ်ဖို့တာဒီဇိုင်းပြုလုပ်ထားတာဖြစ်လို့နှိမ့်မြစွာယူလီယားနေတဲ့အင်္ဂလိပ်သင်္ဘောငယ်တွေကိုလိုက်ပစ်ဖို့ခတ်ခဲခဲ့ပါတယ်။ ဒါပေမဲ့အင်္ဂလန်သင်းမောတွေကလိုအပ်တဲ့အကွာအဝေးကနေပဲတိကျစွာပြတ်ခတ်နိုင်တာကြောင့်စပိန်တွေရဲ့ရက်သက်တပတ်လုံးလုံးအင်္ဂလန်သင်းမောတွေရဲ့အနားကိုလည်းကပ်မရရန်သူတွေကိုလည်းထိရောက်လိုက်မပြတ်ခတ်နိုင်ခဲ့တဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရပါတယ်စပိန်ရဲ့ကြီးရဲ့ရီမန်းချက်ကတော့နယ်သာလန်မှာစောင့်နေတဲ့စစ်တယ်တွေနဲ့ပူးပေါင်းဖို့ပါဒါပေမဲ့အင်္ဂလိပ်တွေရဲ့အဆက်မပြတ်နှောက်ယှက်မှုကြောင့်စပိန်သင်းမောတွေရဲ့ရီမန်းချက်ပန်းနိုင်စီကိုမရောက်ပဲအခြေအနေအရပဲဆက်လက်မောင်းနေနေခဲ့ရပါတယ် နောက်ဆုံးမှတော့ဇူလိုင်လ29ရက်နေ့ညဘက်ရောက်မှပြည်သိကံကြီး Carlis မြို့အပြင်ဘက်မှစိုက်ကဲရန်နာခဲ့ကြပါတယ်ဒီ Carlis မှာအစုလိုက်ပြုံလိုက်ရန်နာလိုက်တာစပိန်စစ်တပ်ကြီးရဲ့အကြီးမားဆုံးနှီးပြူအမှဖြစ်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့သူတို့ဟာအင်္ဂလိပ်တွေရဲ့အဆုံးဖြတ်တိုက်ခိုက်မှုကိုလက်ခံဖို့အတွက်အသင့်တော်ဆုံးနေရာကိုရွေးချယ်ပေးလိုက်တယ်လို့ဖြစ်သွားခဲ့လို့ပါပဲဇူလိုင်လ29ရက်နေ့ညဘက်ရောက်တော့စပိန်ရေတပ်ကြီးဟာပြင်သစ်ကံကြီး Carlis မှာ အစုလိုက်ပြုံလိုက်ရန်နာနေခဲ့ပြီးနယ်သာလန်ကသူတို့ရဲ့စစ်တီတွေနဲ့ပူးပေါင်းမှုစောင့်နေခဲ့ပါတယ်။ဒီလိုသင်းမောတွေအတင်းကျပ်စူးစီးရန်နာလိုက်တာအကြီးမားဆုံးနှီးပြဝအမှာဖြစ်သွားခဲ့မယ်ဆိုတာသူတို့မသိခဲ့ကြပါဘူး။ဒီလိုနဲ့ညာတကောင်ရဲ့အရောက်မှာအင်္ဂလိပ်တွေကသူတို့ရဲ့လှုပ်ဝက်ဖြူဟာမီးသင်းမောဖြူဟာကိုစတင်ပါတော့တယ်။သူတို့ကမီးတင် ရှို့လာတဲ့သင်းမောအဟောင်းရှစ်စီးကို စပိန်ရေတပ်စီတွန်းလွှတ်လိုက်ပါတယ်။ စပိန်သင်္ဘောသားတွေကလောင်ကျွမ်းနေတဲ့သင်္ဘောကြီးတွေကိုညအမောင်ထဲမှာမြင်လိုက်ရတဲ့အခါအလွန်ပဲထိတ်လန့်သွားကြပါတယ်ဒီလိုရုတ်တရက်မြင်လိုက်တဲ့မြင်ကွင်းကြောင့်စပိန်တွေကသူတို့ရဲ့လာချမ်းခွေခံစစ်အုပ်စုကြီးကိုဖျက်ပြီးအသက်လူထွက်ပြေးကြပါတော့တယ်ဒါကြောင့်ပဲစီစီလုံးလုံးရှိနေတဲ့ခံစစ်ပုံစံကြီးကလည်းလုံးဝပြိုကွဲပျက်စီးသွားခဲ့ရပါတော့တယ်ဒီစီလုံးထားတဲ့စပိန်ရေတပ်အုပ်စုကြီးပြိုကွဲသွားပြီးနောက်မှာပဲအင်္ဂလိပ်တွေကလွတ်ထွက်လာတဲ့စပိန်သင်္ဘောတွေကို အလွယ်တကူတိကျစွာပြစ်ခတ်နိုင်ခဲ့တာကြောင့်စပိန်ရဲ့တိုက်ပွဲနီးပြီးွားဒီ gravel line တိုက်ပွဲမှာလုံးဝပြတ်သုံးသွားခဲ့ရပါတယ်။တဘာဝတရားကြီးရဲ့ဆုံးဖြတ်အင်္ဂလိပ်တွေကသူတို့ရဲ့ view ဟာလှုပ်ဖြစ်ခဲ့တာကြောင့်တိုက်ပွဲကို90ရာခိုင်နှုန်းနီးပါးလောက်အနိုင်ရလိုက်ပါပြီ။ဒါပေမဲ့စပိန်ရဲ့တကြီးကလုံးဝတော့မပျက်စီးသေးပါဘူး။လွတ်မြောက်လာတဲ့စပိန်သင်္ဘောတွေဟာအင်္ဂလန်ရေလက်ကြားကိုဖျက်ပြီးပြန်မဖြစ်နိုင်တော့ဘဲ။ မြောက်ဘက်စကော့တလန်ကိုလှည့်ပတ်ပြီးပြန်ဖို့ရွေးချယ်ခဲ့ရပါတယ်။ဩဂတ်စ်လ၈ရက်နေ့မှာတော့တဘာဝတရားကြီးကဒစ်စစ်ပွဲမှာလည်းဝင်ရောက်ဆော့ဖတ်ခဲ့ပါတယ်။ကြံရှိနေတဲ့စပိန်သင်္ဘောတွေဟာဆိုးရွားပြင်းထန်လွန်းလာတဲ့မှုန်တိုင်းကြီးတစ်ခုရဲ့ဒဏ်ကိုအိုင်ယာလန်ကမ်းခြေတစ်လျှောက်လုံးမှာလူးလဲခံစားလိုက်ရပါတယ်။စစ်တီသင်္ဘောသား2000ကျော်ဟာရင်းနှချင်းငတ်မွချင်းယောဂဗျာရီနဲ့တည်ဆုံးခဲ့ရပြီးစပိန်သင်္ဘောပေါင်း90ရာခိုင်နှုန်းကျော် ပျက်စီးနှမြုပ်သွားခဲ့ရပါတယ်။ဒီလိုနဲ့ကပ္အင်အားအရှိဆုံးလို့သမုတ်ခံရတဲ့စပိန်ရဲကြီးဟာရန်သူတွေကြောင့်မဟုတ်ပဲတဘာဝတရားကြီးရဲ့အဆုံးဖြတ်ကြောင့်အမှန်တကယ်ပျောက်ွယ်သွားခဲ့ရပါတော့တယ်။ထီတိုက်ပွဲကြီးရဲ့ရလကတော့ကပ္တမိုင်းကို အပိတိုင်ပြောင်းလဲသွားစေခဲ့ပါတယ်။စပိန်အတွက်ဒါဟာကြီးမားတဲ့ငွေကြေးဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့သလိုကပ္အင်အားအရှိဆုံးရေဒက်ဆိုတဲ့ဂုံတရင်ဟာလည်းလုံးဝကိုကြာဆင်းသွားခဲ့ရပါတယ်။ အင်္ဂလန်အတွက်တော့ဒါဟာအကြီးမားဆုံးအောင်ပွဲပါပဲ Protestant ဘာသာဆက်လက်ရှင်သန်ခွင့်ရခဲ့ပြီးအရေးအကြီးဆုံးကတော့အင်္ဂလန်ရေတပ်ဟာကပအစင်ကိုအခိုင်အမာတလန်းနိုင်ခဲ့ပါတယ်ဒီတိုက်ပွဲဟာစပိန်ရဲ့အရှိန်အဟွာကျဆင်းပြီး British Empire ပေါ်ထွက်လာရတဲ့အဓိကအကြောင်းရင်းတွေကတစ်ခုဖြစ်တယ်ဆိုတာတမိုင်းကတက်တည်ခံနေပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ Like and Share လေးလုပ်ပေးသွားကြပါဦးဗျစပိန်ရေတပ်နဲ့အင်္ဂလန်ရေတပ်တို့ရဲ့ viewer တွေပေါ် မိတ်ဆွေတို့ရဲ့အမြင်ကိုလည်းကွမမှာဝင်ရောက်ဆွေးနွေးခဲ့ကြပါအောင်နောက်ထပ်ကဘာတဝမ်းကစိတ်ဝင်စားကြသမိုင်းကြောင်းရာတွေအတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့လည်းမေးပါနေဗျာအားလုံးကိုကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကတော့ and through ပါ